အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ဖတ်ပြမယ့်ဝိတုလေးကတော့ဆရာစိုးသူရရေးသားတဲ့တော်မီဆိုတဲ့ဝိတုတော်လေးပဲ ဖြစ်ပါတယ်တော်မီ ေရင်ပြတင်းစီမှာလှမ်းမြင်နေရသောအင်ခေါမိုးလေးတွေကိုလှမ်းကြည့်ရင်သူဒီချိန်ပဲမှာရှိနေမှာပါလေဟု စိတ်ထဲကကြွေးနေမိသည် လေရင်မဲလေးကတကြားလုံးတွေတုံးဆောင်ပါအောင်ရှင်ဆိုတော့မရည်ရွယ်ပါပဲတကြားလုံးလေးတစ်လုံးကိုလှမ်းယူမိသည် yes တဲ့ငင်းပယ်မှုများစွာလစ်လျူရှုမှုများစွာနှင့် နေသားကြနေသောဘဝတွင် အပြုသဘောဆောင်သောစကားလုံးများကိုရုတ်တရက်တွေ့ရလင်ဝမ်းသာရမည်အစားပူအားငယ်သွားတတ်သော သူမကို သူမစိတ်ပြည့်လွန်လာသည် လေစိတ်အပြင်သို့လှမ်းကြည့်မိလင် လာရောက်ကြိုဆိုနေကြသော လူအများကြီးမှာသူရှိနေမှာမဟုတ်မှန်းသိလျက်နဲ့လိုက်ရှာနေမိသည်အလောက်ကလွဲလို့ဘာကုန်းမှဦးစားမပေးသောသူအတွက်ဖုန်းမက်ဆေ့ချ်ဖြင့်ပေးပို့ထားသော သူမလိုက်ပါလာမည်လေယာဉ်နံပါတ်နှင့် လေရင်ဆိုက်ရောက်မည့်အချိန်တို့သည် အလွယ်တကူဖတ်ပြီး အလွယ်တကူမေ့ပြစ်လိုက်နိုင်သောတာမန်သတင်းအချက်လက်များသာဖြစ်လိမ့်မည်။ကလေးမျိုးတို့ရောက်တိုင်းတဲခုနေကြလေစိတ်ရှိက တောင်စလတ်ဟိုတယ်မှအဲ့ကျုံမင်းကလေးသည်မိုင်ပေါင်းများစွာကိုဖြတ်၍တည်ဆောင်လာသော သူမ၏စိုးရိမ်စိတ်စွန့်ထင်းသည့်မျော်လင့်တကြီးမျက်လုံးများကိုရိမ်မိနေမလား။အဝင်အစားလဲကိုလက်တန့်ဆင်ပြီးသောအခါ အလွတ်ရနေသော ဖုန်းနံပါတ်ကိုနှိမ်မိသည် ပြန်လည်းမဖြေကြားသောတစ်ဖက်မှလစ်လျူရှုမှုသည် အပြင်ဘက်မှရာသည့်ဥဒုကိုဆန့်ကျင်ကာလူကိုရုတ်တရက်အေးဆက်သွားစေသည်အခုပဲရောက်တဲ့ဆိုသောစာတို့လေးကိုဘာ emotion icon မှမပါဘဲသူ့ဖုန်းထံပို့လိုက်ပြီးသည့်နောက်သူမပင်ပန်းအားနေစွာအိမ်မောကြသွားတော့သည် ကျိန်းဆက်နေသောမျက်လုံးများကိုလက်ဖြင့်ပုတ်လိုက်ရင်ဖုန်းကို ဖွင့်ကြည့်မိတော့မနက်3:45မိနစ်နားလိုက်အောင်မနက်ဖြန်မနက်စာအတူစားမယ်ဆိုတော့သူ့ထံမှရောက်နေသည့်စာတို့လေးသည်သူမ၏နနက်ခင်စောစောကိုပြည့်ပြည့်စုံသွားစေခဲ့သည်ခုတလောလူနာတွေအများများတယ်လူမှုရေးကိစ္စတွေလည်းပြက်ကွက်နေတာတောင်ကြာပြီတယောက်တည်းရရွတ်တလိုမျိုးပြောနေတော့သူ့နှကန်းတွေကိုငေးကြည့်ရင်း ရှင်내ကပူပန်မှုသည်ပုံမကြီးထွားလာသည်တကယ်ဆိုအနည်းဆုံးတော့မနေ့ကလေရင်အချိန်မှန်ရဲ့လားဘာလို့အစောကြီးအိပ်ပျော်သွားတာလဲ transfer ကိစ္စရောဘာထူသေးလဲတခုမဟုတ်တခုမေးတဲ့နယ်လို့သူမထင်ဘူးလားအခုရောလူနာတွေကိုထားခဲ့ပြီးသူမကိုနက်နက်စာလာကြွေးရထားပါတော့ခဏတစ်ဖြုတ်လောက်စိတ်ချလက်ချထားခဲ့နိုင်မြည် လက်ထောက်ဆရာဝန်နောက်တစ်ယောက်လောက်တောင်ကလေးမျိုးပြည်သူစေုံမှရှိမနေဘူးပေါ့သူကြည့်ရတာအတွေးတွေကတခြားစကားတွေကတခြားဖြစ်နေသောမောပန်းနေသည့်တာဝေးအပြေသမားတစ်ယောက်နဲ့တွေ့နေသည်ဘယ်နှစ်ပြန်မလဲသူစီမကြားလိုက်ရသောသူမနှင့်သက်ဆိုင်သည့်ပထမဆုံးမိကွန်းသည်ရင်ဝကိုစောင့်ကန်ခံလိုက်ရသလိုအရှိန်ပြင်းလွန်သောကြောင့်လားမသိ ဘာမှမစင်စားလိုက်မိခင်မှာပင်မျက်ရည်ရုတ်တရက်ဝဲပြီးခေါင်းကိုငုံချပြလိုက်မိသည်ဟာဘာလဲဒါလေးမေးတာကွာဘာလဲရောက်တောင်မရောက်သေးဘူးပြန်စီကျင်နေပြီလို့ထင်သွားတာလားကိုမေးတာဒီလိုလေပြန်မဲ့ရက်ကိုအတိအကျတည်ရမှကို့အချိန်ကြားတွေကိုပြန်ဆွဲရမှာပြီးတော့တကြံတွင်းဆုံးအထီးကိတ်တွေရှိတော့လူနာများတတ်တယ်လေကလေးလည်းမဟုတ်ပဲចောင်းတော့ငါအတိုင်းပဲ။ ကျောင်းတုံးကအတိုင်းပဲတဲ့သူကရောဘာတွေဘယ်လောက်ပြောင်းလဲပြောင်းလဲကျောင်းတုံးကအတိုင်းသူလိုချင်တာကိုရအောင်ယူပြီးသူပြောချင်တာကိုအပြုံးမပြက်ပြောနိုင်စေပဲမဟုတ်လားနှစ်ဆန်းနှစ်ရက်နှစ်ပြန်မယ်မနက်ခင်း flight နဲ့ပဲ okay ဒါလေးဖြေရမှာကိုမျက်ရည်တော့ကျနေလိုက်သေးတယ်ကဲစားလိုက်အောင်ရှမ်းခေါက်ဆွဲတွေအေးကုန်မယ်သူမကတော့ရှမ်းခေါက်ဆွဲတွေအေးကုန်မှာထက် သူခံစားချက်တွေအေးဆက်ကူမာကိုပိုဆိုရင်သည်တနှစ်မှတခါရသောအားလက်ရဲ့ရှည်တွင် သူနှင့်အတူအနီးကပ်ရှိနေလိုစိတ်တစ်ခုတည်းနဲ့မိန်းကလေးတယောက်တည်းမဲ့သစိမ်းမျိုးတစ်မျိုးမှာသူ့မျက်နာကို ကြည့်ပြီးနေရမည်တပတ်တာကာလကို သူမရင်ခုန်မျှော်လင့်နေခဲ့ရတာဘလောက်ကြာပြီလဲတငယ်ချင်းတွေစီသွားလဲမလို့ဆိုပြီးတိထားတော်မိခင်သည် သူမ၏ရွတ်သွန်မိုင်မဲမှုကိုသိရှိသွားလင်ရှက်စိတ်ဖြင့်ရုတ်တရက်နှလုံးခုန်ရပ်သွားလေမလားအသက်30ဝန်းကျင်ယောက်ျားလေးတစ်ယောက်နှင့်မိန်းကလေးတစ်ယောက်အတူရှိနေခြင်းသည် အများအတွက်ဘာမှထူးဆန်းသောကိစ္စတစ်ခုမဟုတ်တော့လေငယ်စဉ်ကတည်းကအမှန်တကယ်ချစ်မြတ်နိုးသူကိုသာလက်ထပ်ထိန်များပြီးမိမိ၏မိမသားဘဝကို ပုံအပ်လိုသော သူမ၏စိတ်ကူးသည် သူတောင်းဆိုသော ဆန္ဒများ၏နောက်ဆက်တွဲများအောက်တွင်ပျောက်ဆုံးသွားခဲ့သည်အချစ်ဆိုသော ခံစားချက်တစ်ခုနှင့် ကိုယ်ခံယူချက်များကိုလဲလှယ်ပြစ်ကြသောသူများအားစိတ်ထဲတွင်လောင်ပြောင်ခဲ့ဘူးသောသူမသည် အခြားသူများ၏ဝေဖန်ဆက်ဆုသောမျက်လုံးများကို သူ့လက်ဖွား၏နှွေးထွေးမှုနှင့် သူ့အနံ့များ၏ချူတာသော ဆွဲဆောင်မှုအောက်တွင် ခံနိုင်ရှိခဲ့သည် လွန်ခဲ့သော3လခန့်ကတည်းကဖုန်းဆက်သည့်အချိန်ရေနေသွားတတ်သောသူ့အိပ်ဆက်မှုကိုသူမရိမ်မိခဲ့သည်အပတ်စဉ်အင်္ဂါနေ့ညနဲ့စနေနေ့ညများသည်မိုင်ပေါင်းများစွာဝေးကွာနေရသောချစ်သူနှုတ်အတွေ့ကြည်နူးပွေကာလများဖြစ်ခဲ့သည် သူမမတိမတာမေးမြန်းကြည့်တော့ဆေးရုံကိစ္စတွေနဲ့ရှုံနေလိုပါကွာ ဆိုတော့ရေပူရဆန်သည့်အဖြေကိုသာရခဲ့သည် ယောက်ျားတွေကိုဘယ်တော့မှယာနှုံးပြေမယုံလေးနဲ့ငါသမီးအနေဝေးရင်အာလုံတွေးအေးကုန်ကြတာပဲသူတို့ရဲ့တန်ရုံးစဉ်ဆိုတာရမက်အပေါ်အခြေခံတာလောင်စာလေးနည်းနည်းရှိတာနဲ့ရောက်တဲ့နေရာလောင်ကျွမ်းမှုအမြဲအသင့်ဖြစ်နေကြတာညီအဖေကိုပဲကြည့်ကြီးကောင်ကြီးမကြမနှအိုမျက်နှုကြိုက်ပြီးစတုံးအောင်ရောင်ပါသွားတာအမေကတော့ငါသမီးကိုယုံနေအမေလိုခပ်ပိမ့်ပိမ့်မိမမဟုတ်ဘူးဆိုတာ ဒီစကားတွေကို အမေသူမကိုပြောခဲ့တော့ငါသူကတော့ဒီလိုယောက်ျားတွေတဲကတယောက်မဟုတ်ပါဘူးအမေရဲ့သမီးကိုရုံးမြကြချက်သွားမှာပါဟုစိတ်ထဲကနေသူ့ဘက်ကရှေ့နေလိုက်ပြီးကောက်ွယ်ခဲ့သေးသည်ပညာတတ်ပြီးရီမွန်သော သူ့လိုယောက်ျားတယောက်သည်ကျောင်းနေပဲဆိုသောတန်ရောစင်နဲ့နှစ်ဦးသားတိုင်တယ်ထားသည့်ချစ်ချင်းမြတ်တာကိုထောက်ထားလျက်ဖောက်ပြားရမှာမဟုတ်ပါဘူးဟု သူမကတိတ်တဆိတ်ယုံကြည်ထားခဲ့သည် ကလေးမျိုး၏ပွဲတော်ရဲများသည်ရန်ကုန်မျိုး၏ဆူညံသောပွဲတော်ရဲများထက်ပိုပြီးတိတ်ဆိတ်ငြိမ်သက်တော်လဲတစ်ချက်တစ်ချက်အဝေးမှရေပက်ခံသူများစီမှ လွင့်ပြန်လာသောတချင်းတံများနှင့်နက်နက်ခဲနှင့်ညနေခင်းများတွင်အသက်ဝင်နေတတ်သည်တနေ့တစ်ခေါက်တော့ရောက်လာမဲမဲမချောလေးရဲ့ရုတ်တရက်သူမမျက်နာပူနွေးသွားသည်အရှက်အကြောက်တရားဆိုတာတကယ်တော့ ကိုယ်တိုင်သိတဲ့အမှန်တရားတစ်ခုဖြစ်မှန်းသူနဲ့အတူနေသည့်သုံးနှစ်တာကာလအတွဲမှာသူမကောင်းကောင်းသဘောပေါက်နားလည်ခဲ့သည်လက်ထပ်ဖို့အိုးအိမ်ထူထောင်ဖို့အစီစဉ်အတိအကျတွေဘာတစ်ခုမှမပြောသေးပဲချစ်တယ်ဆိုသောစကားတစ်ခွန်းနဲ့သူမတစ်ခါမှမတွေ့ကြုံဘူးသောအထီးတွေ့များကြားတွင် သူမ၏စိုးရိမ်မှုများမှာနေရောင်နှင့်ထိတွေ့သောနှင်းရည်နှင်းဆက်များသာဖြစ်ခဲ့သည်တစ်ချိန်ချိန်မှာတော့ ဆိုသောမျော်လင့်ချက်သည်ရိုးဤညင်းဝဲမှုနှင့်အတူပြက်ပြဲသွားမလားဟုပူပန်မိပေမဲ့သူငါ့ကိုတကယ်ချစ်တာပဲဘာတွေတွေးပူနေမှလဲသူလဲစူးစမ်းနေသေးပဲလေဆိုသောနှစ်သိမ့်အတွေ့များသည်တင်းထားသော သူမ၏မာနတရားနှင့်တိတ်ခါကိုအကြင်ကြင်အည်ပျော်စေခဲ့သည်နှစ်စန်းတရက်နှင့်ရေစံကျွန်းပြားသွားမယ်နော် ကိုနင်းလေခင်ကစပြီးအားတယ်အပြန်လမ်းမှာမြို့အစွန်ကနေကြခင်ပန်းခင်းထဲမှာဓာတ်ပုံရိုက်ပေးမယ်လေ။ ပွဲတော်အစောပိုင်းရက်များတွင် အထီးကျန်အားငယ်နေသော သူမ၏အတွေ့များကို စကားတခွန်းတဲနဲ့တွင်ဖယ်ရှားပေးနိုင်သည့်သူ့နှကမ်းပါများကိုကြည့်ရင် သူမပျော်ရွှင်လာသည်သူတကယ်ငါ့ကိုချစ်ရှာတာပဲလေငါအတွေ့လွန်နေတာနေမှာဒါနဲ့ပြန်တဲ့ရက်တော့ကိုမအားဘူးနော်မနေ့စောစော operation တစ်ခုဝင်ကြရှိတယ်ရေကြီးလွန်လာမို့လို့စိတ်လက်ကြည်သာစွာသူမခေါင်းငိတ်ပြုံးပြလိုက်မိသည် သူလိုက်ဖို့နှုတ်ဆက်နေရင်တောင်ပိုဝမ်းနေပြီးခွဲခွာရခက်နေအောင်မှာရပါတယ်လေစိတ်ကဟိုတယ်ရှိလေးပဲဦးရေစံကျောင်းဖះကုန်းတော်ပေါ်မှာလှမ်းပြီးမြင်နေရတော့ကလေးမျိုးဤနှွေညက်နေခင်းကို သူမချက်သည်ဖះဖူးများသည်ဒေသခံအများစုဖြစ်သည်ဖြင့်သူ့ကိုပြုံးပြနှုတ်ဆက်ကြပြီး သူမကိုလည်းမရေတရေပြုံးပြကြသည် ။နောက်ဆိုသူမလည်းဒီချစ်စရာမြို့ကလေးမှာဒေသခံတယောက်ဖြစ်လာတော့မှာပေါ့နော်။ မိုင်းပြပြတောင်တန်းများသည်ညိုတကွက်စိမ့်တကွက်ဖြင့်ပကြီကားတစ်ချက်လိုလှပလွန်နေသည်အေးစင်းညင်သာစွာစီးစင်းနေသောမြစ်သားမြစ်သည်ဟိုးဝေးဝေးမှမှုံပြပြနှစ်ဦးသောတဘာဝအလှတရာဤအေဂျန်တိတ်ဆဲမှုအောက်မှစကားမပြောပြကြဟိုမှာမီးတွေလောင်နေတယ်တွေ့လားဟိုးတော်တန်အစွမ်းမှာစိုးရိမ်တကြီးပြောလိုက်တော့သူမကိုလက်ကြည့်ရင် သူကအားရပါရရည်တည်အဲ့ဒါတော်မီလောင်နေတာလေနှွေးဆိုးလောင်နေကြပဲဟမ်ဘယ်သူမှမငြိမ်ဘူးလားအချိန်များလာရင်ခက်ရကြည့်ရဲ့မြင်ရတာသာနီးတယ်ထင်ရတာလေဘသူက သွားငိမ့်နိုင်မလဲတဘာဝအတိုင်းပဲကို သူ့ဘာသာထလောင်ပြီးအချိန်တန်တော့ငိမ့်သွားတာပါပဲတခါတလေတနေရာထဲတောင်မကဘူးသုံးလေးနေရာဒီပြိုင်ထဲတောင်လောင်ကြတာတချို့တော်မီတွေဆိုတည့်ရက်မကကြတယ် နည်းနည်းများရင်မိခိုးငွေတွေနဲ့အသက်ရှူရတော့ခက်တာပေါ့ဒါပေမဲ့ဒီမှာကတော့ရိုးနေပါပြီဒါနဲ့ကြည်စံတောင်ဆောင်မှာတော်မီးကကြွေဝိုက်ပြီးလောင်နေတာမလှဘူးလားရဲနေတာပဲနော်ဟမ်မလှပါဘူးတစ်ပင်လေးတွေနဲ့တောကောင်လေးတွေတနာပါတယ်ပူနေကြရှာမှာပဲအဝေးကကြည့်တော့သာလှနေတာအနည်းကဆိုအတော်ပူမှာသူ့စကားကိုလက်မခံနိုင်စွာညင်းပယ်မိက စိတ်လူလျာရှင်းပြနေတော့သူ့ကိုငေးကြည့်ရင်သူမလည်းတခါတလေတော့သူ့လိုပဲစိတ်ပူပန်မှုတွေနေပါကြင်လာသည်ကျောင်းတော့ကအတိုင်းပဲကွာတိတ်စိတ်ကူးရင်တာပဲနော်တချို့တဘာဝတရားတွေကတိတ်စိတ်ကူးရင်လည်းမကောင်းဘူးကလေးမရဲ့သူ့အပြောကိုသဘောကျတယ်လို့ရင်မောမိရင်သူဝတ်ထားသောရှက်အင်းကြီးကော်လာနာမှပျော်စိတ်တကောင်ကိုမြင်ကခြေပြားထောက်ပြီးသူမညင်ညင်သာသာဖယ်ရှားပေးမိတော့ အာလူတွေမြင်ကုန်ပဲလေမကောင်းဘူးစိတ်ခုသွားတယ်လို့သူပြောတော့သူမ sorry ဟုမြန်မြန်တောင်းပန်လိုက်ရသည်နှုတ်ဆက်အနမ်းတစ်ချက်နဲ့အတူသူခြံသွားခဲ့သောအိယာဘော်ကကွန်းဆောင်ပါပါအောက်ကနေသူမမထကြံမဲ့ထလိုက်ရသည် လေရင်ထွက်ချိန်ကမနက်7:00နာရီခွဲဆိုတော့အချိန်နည်းနည်းရတာကြောင့်ဒေတာတွေအစားတောက်တချို့နဲ့အသုံးဆောင်တချို့ဝယ်သွားကြသည် ဟိုတယ်ရှိကစကြောတဲ့အရွယ်ဆိုင်ကယ်ကယ်ရီသမားလေးကသူ့မကိုမြို့မကြီးသူလိုက်ပို့သည် ဖြည်းဖြည်းမောင်းတော့ကလေးအမကြောက်တက်လို့ဆိုင်ကယ်ကယ်ရီသမားလေးကနားလေတယ်လို့ပြောပြသည်သူ့ဆိုင်ကယ်နောက်ကဆေးလန်တော့သူ့ခါးကိုခပ်ပွားပွားဖက်ကဘလောက်အရှိန်ပြင်းပြင်းကြောက်မှမကြောက်တက်ပဲလေဒီထမိန်လေးဈေးနည်းနည်းလျှော့ပါအောင်တော့ကျမလင်းငားတယ်လို့ယူမှာ အနီနဲ့အနက်များများရောစပ်ထားသောချင်းထမိန်လေးကိုသူမနှစ်သက်စွာကင်ကြည့်ရင်းဈေးစစ်မိသည်တငယ်ချင်းများကဒီလိုရိုးရအဆင်များကိုကြိုက်တတ်ကြသည်ကို သူမသိထားသောကြောင့်ကလေးမျိုးမှပြန်တိုင်းသူမတကူတကလက်ဆောင်အဖြစ်ဝယ်ယူရတတ်သည်။အော်သမီးကိုမနေ့ကရေစံကျောင်းမှာဆရာနဲ့အတူတွေ့သေးတယ်လေ။ဆရာတငယ်ချင်းဆိုတော့ရှော့ပေးရမှာပေါ့။ယူးယူးသမီးအလုံးပေါင်းပြီးဒေါ်လေးရှော့ပေးပါမယ်။ ကျေးဇူးတင်စကားဆိုရင်သူမတခြားအဆင်တွေကိုပါရွေးချယ်နေမိသည်မေမေနဲ့အန်တီအတွက်တော့လူကြီးဆန်ပြီးအယောင်ငိန်သည့်အဆင်မျိုးရွေးမှဖြစ်မိဒါနဲ့သမီးဒီမနေ့အလှမသွားဘူးလားမဟာတဏ္ဍာယုံမှာဆရာကောင်းမလေးတို့မိသားစုဆွံ့ကြွေးလူရှိတယ်လေဆရာဖိတ်ဖို့မေ့နေတာထင်တယ်ရောင်စုံချင်းရိုးရွာအဆင်များကြားမှာသူမရုတ်တရက်အသက်ရှူကျသွားတယ်လို့ဖြစ်ပြီးမိုက်ခနဲဖြစ်သွားသည် မျောလင့်ထားသည့်စိုးရင်ပူပန်မှုသည်မမျောလင့်ထားသည့်အချိန်တွင်သူမကိုခြုံခိုတိုက်ခိုက်လိုက်သောအခါလက်ထဲတွင်ကင်ထားသောချင်းထမိန်လေးပင်လွတ်ကျသွားသည်ဟန်ဆောင်မကောင်းသောသူမ၏အဖြစ်ကိုရိုးသားသောဆိုင်ရှင်အတော်ကမရိမ့်မိပဲရေတခွက်အမြန်သွားခတ်ပြီးကမ်းပေးသည်ကလေးကဒီနှစ်ຫນွေသိပ်ပူတယ်ကွယ်မနဲ့နေတောင်သိပ်မမြန်သေးဘူးရေလေးတောက်လိုက်အောင်သမီးဆိုင်ကယ်စီးလာလို့ထင်နေ အယောင်စေးမှလေလှံပေသောချင်းရိုးရအထင်များထက်ထားသည့်ကြွကြွအိတ်ကိုတင်းတင်းဆုပ်ကန်ရင်းသူမမျက်လုံးတွေဝေဝါးသွားသည် မျက်ရည်နဲ့စပြီးမျက်ရည်နဲ့ဆုံးသောနှွေရက်များကို သူမမုံတီးလှသည်လေရင်ပြတင်းစီမှမြို့ကလေး၏အပေါ်ကြီးမြင်ကွင်းကိုငေးမကြည့်ပြစ်အောင် သူမစိတ်အားတင်းရင်းထိုင်ကုန်လက်ကင်ကိုသာ အားကိုးရာတစ်ခုတစ်ဖွဲဆုပ်ကန်ထားမိသည်ဟဲမေမေ ဟိုမှာချစ်စံမနေ့ကတွေးတဲ့တော်မီးတွေမငိမ့်သေးဘူးဆက်လောင်နေတော့မဲနော်အပင်လေးတွေတနာပါတယ်အချိန်တန်ရင်ငိမ့်သွားမှာပါသားရဲ့ဒီလိုပဲလောင်နေကြရတဲ့အရှိထိုင်ကုန်မှခက်ငယ်ငယ်မိခင်နဲ့၆နှစ်9နှစ်အရွယ်ကလေးငယ်တို့အပြန်အလှန်စကားကြောင့်သူမရုတ်တရက်ပြတင်းအပြင်စီလမ်းကြည့်မိသည်ဟုတ်သားပဲနော်အခုထိလောင်ကျွမ်းနေတော့ပါပဲလားအချိန်တန်ရင်တော့ငိမ့်သွားမယ်ထင်ပါရဲ့ အခုလောလောဆယ်တော့အပူမီးသည်တငွေငွေနှင့်လောင်မြိုက်လွန်လှရဲ့ဆိုသူရာရွှေမြူတဲရုပ်ဆောင်မဂ္ဂဇင်းမတ်လ2016ခုနှစ်နားဆင်ပေးခဲ့ကြတဲ့သူ အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်